ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဤတီနေရနှင့် AA ရုံးဌာနချုပ်ကိုစုံစမ်းဖော်ထုတ်ရန် နေပြည်တော်စီရင်ကညွှန်ကြားရခိုင်ပြည်နယ်ပလတ်တူမြမျိုးနယ်အတွင်းတရှိနေနိုင်သည့်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဤတီနေရနှင့် AA ရုံးဌာနချုပ်ကိုစုံစမ်းဖော်ထုတ်ရန်နေပြည်တော်စီရင်ကညွှန်ကြားထားကြောင်းနေပြည်တော်စစ်ဖက်တရင်ရင်မြစ်ကရန်ကုန်ခေတ်တည်တင်းဌာနထံသို့ပြောဆိုသည့် AA စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကရခိုင်ဒေသသို့ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်းတရားဝင်ထုတ်ဖော်ပြောဆိုပြီးနောက် အော်တိုဘာလနောက်ပိုင်းအတွင်ပြုလုပ်သောနေပြည်တော်စီယုံဤရခိုင်ဒေသဆိုင်ရာစစ်ဘက်အထူးစည်းဝေးတွင်ထိုးထိုးညွှန်ကြားလာခြင်းဖြစ်ကြောင်းသိရှိရသည်။ယခုနှစ်ဩဂုတ်လ30ရက်နေ့ AA စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကမောင်တော်မရိုဟင်ဂျာများနှင့်တွေ့ဆုံခဲ့ပြီးရခိုင်ပြည်တွင်ရင်းရောက်ရှိနေမှုကိုတပ်ပုံများနှင့်တကွထုတ်ပြန်ခဲ့ရာစစ်တပ်ကရင်းဤတီနေရာနှင့် AA ရုံးဌာနချုပ်နေရာကိုစိတ်ဝင်စားနေကြောင်းသိရှိရသည်။ ထို့ပြင်ရခိုင်ဒေသရှိလက်လုဆုံးရှုံးထားသောနယ်မြေများကိုပြန်လည်သိမ်းပိုက်ရေးအတွက်စီမံချက်များကိုစစ်တပ်ကရေးဆွဲနေပြီးကြီးရေလေပူပေါင်းထိုးစစ်ကြီးများကိုလည်းဆောင်ရွက်ရန်ရှိနေကြောင်းသိရှိရသည်။ယင်းအပြင်ရခိုင်ဒေသတွင်စစ်တပ်၏ပြည်သူ့စစ်မဟာဗျူဟာကိုအရှိန်အဟုန်ဖြင့်ပြန်လည်အကောင့်ထက်ဖော်နိုင်ရင်းနယ်မြေစိုးမှုမှုပြန်လည်ရရှိနိုင်ရေးအတွက်စစ်တပ်ထောက်ခံသောရခိုင်နိုင်ငံရေးသမားများစစ်တပ်နှင့်အဆင်ပြေနေသောရခိုင်လက်နက်ကိုင်များစစ်တပ်လိုလားသောရခိုင်စစ်ပွဲရေးသမားများထံမှ အကြံဉာဏ်များရယူရန်နှင့်ပူးပေါင်းဆောင်ရွက်ရန်ကိုလည်းစီမံချက်ချမှတ်၍ဆောင်ရွက်နေကြောင်းသိရှိရသည်။